စနေသားသမီးမိတ်ဆွေတွေအတွက်2025ခုနှစ်ဧပြီလအတွက်ဟောရမယ်ဆိုရင်တော့ဖြင့်စနေတွေဟာကံကိုနှစ်ပိုင်းခွဲပြောပါရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့အဲကျွန်တော်နှစ်စန်းတရက်နေရောက်ပြီဆိုရင်စနေတွေဟာအထွန်းအိမ်ကိုလာတီမဲ့ဗမာတက်ကရစ်တစ်ခုရဲ့အပြောင်းလဲရှင်းချက်ဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေတွေဟာအကြံပေးဆရာကဥစွာပြောပြပေးပါမယ်။စနေတွေဟာအဲအပိုင်ကန္နာရပြောရမယ်ဆိုရင်စနေမိတ်ဆွေများအနေနဲ့ဒီလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးဟာ နှစ်ရဲ့အလရဲ့အစာမှာတော့နေငယ်ညံတာမျိုးလေးတွေစနေတွေဟာဘာဖြစ်ဖြစ်ဖြစ်နိုင်လို့ရှိရင်တော့အဲ April လာအနှစ်စံတရနေ့ကြော်မရောက်မီကာလာတော့ဒီမှာနည်းနည်းလေးကံကိုအညံ့ပတ်လို့ထားလိုက်ဟောကြော်သွားရင်အကောင့်ပတ်လို့ထားလိုက်အဲ့တော့စနေသားသမီးတွေဟာတဝက်ညံ့ပြီးတဝက် ကောင်းသွားမယ်ကာလတနည်းအားဖြင့်ပြောရင်ရင်နှစ်သူဟာချက်ချင်းမတက်အသက်ရှူလို့ရလာမယ်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့တော့စနေတွေဟာဒီလဟာကံရဲ့အချင်းကျအပြောင်းလဲဖြစ်မှုဟာမြန်ဆန်လွန်းတဲ့ကာလဖြစ်ပါတယ်ခင်ဗျာတို့သူကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဆရာကောင်းသမားကောင်းတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်သောကာလဖြစ်တယ်ခရီးသွားကိစ္စတွေခရီးထွက်လို့တဲ့မိတ်ဆွေများလည်းရှေ့လို့ဆောင်ရွက်လုပ်ဆောင်လို့ကောင်းသောကာလဖြစ်တယ်ဒါပြင်စနေတသမီးမိတ်ဆွေတွေနေနဲ့အထူးသဖြင့်ဘာကိုဖြစ်ဖြစ်အစမှာတော့အနှဲငယ်လေးခက်ခဲရတတ်တယ်ခက်ခဲနိုင်တယ်သို့တော့ ေးကြပါတယ်ဆရာတို့ဟိုဒီတကူးကြော်ရင်အထုပြော်ရမယ်တဲ့မှာစနေရလဲအပါပေါ့သို့တော့ဟိုအယူမြော်တယ်လို့မမြော်ရလေအောင်ဆိုတော့စနေသားသမီးမိတ်ဆွေတွေအနေနဲ့ဒီလာတာတော့တဲ့မှာဆိုစကားပြောစုံနဲ့ပတ်သက်ရင်တန်တဲ့တတိထားစင်ညာလိုအပ်ပါတယ်မလိုအပ်ဖဲနဲ့မိမိဖြစ်လို့တဲ့ကိစ္စရီမန်းချမျော်လင့်ချက်ဖြစ်ပေါ်နေသောကိစ္စတွေကိုတတိထားစင်ညာပေးရလိုအပ်ပါတယ်ခင်ဗျဒါအပြင်စနေသားသမီးမိတ်ဆွေတွေကကျမ်းမာရင်းနဲ့ပတ်သက်လာရင်အဲ စကားပြောမတတ်တာလေးတွေကြောင့်စေတနာဝေဒနာလေးတွေဖြစ်ရတတ်တယ်လို့စနေသားသမီးမိတ်ဆွေတွေအနေနဲ့တပည့်လက်သားလက်အောင်ငယ်သားတွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စတိုင်ပင်တဲ့အခါမှာကိုကဒေါသနဲ့ပြောမိတာမျိုးဒေါသလေးနဲ့ဆွနာလို့ပေါ့ဆုံးဖြတ်မိတာမျိုးကိုကတော့ရိုးရိုးပြောပေမဲ့တစ်ဖက်လူပေါ်မှာနားထဲမှာကန့်လန့်ဝင်သွားတာမျိုးလေးတွေကြောင့်တော့ပြဿနာကတော့ကစားလေးတွေပေါ်လာရတတ်ပါတယ်အထူးသဖြင့်ယာရုလုပ်ငန်းကိုင်ငံယာရုတိုးဖို့တတ်ဖို့ထပ်စားလို့ရှိရင်အချင်းချက်ကဒီလိုဖြစ်နေရဗျာအဲ đi nếu qua bài mà lá nếu lá qua bài mà mà đủ này mình lá နှစ်ကုန်ပြီလို့တကူးကြော်ရင်လဲတိုးပြီဖြစ်တော့ဆိုတော့ကန်းကဘယ်လိုဟောရမလဲမသိဘူးနှစ်ပိုင်းနှစ်ဆဖြစ်နေတဲ့အတွက်စနေဒီဟာဘာဖြစ်ဖြစ်စရာရှုံပြောလိုက်ပါမယ်1989နှစ်စန်းတရက်နေ့ရောက်မှသာမိတ်ဆွေတို့ရဲ့အကြီးတီးသောကိစ္စတွေကိုလှုပ်ဆောင်စတင်တာမျိုးတွေကပို့ပြီးကန်ရဲ့အာသာမှုတွေတိုးတက်မှုတွေရရှိနိုင်တော့လာဖြစ်ပါတယ် OA Champion Media လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်လဲမိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုရင်တော့တတိထားစင်ရင်လှုပ်ဆောင်ပြီးကိုလိုအပ်ပါတယ်မီယာလုပ်ငန်း OA Champion ကိုအမိခံပြီးစောက်တာမျိုးတွေ တတိတာစင်တွေမှာအမှုကိစ္စယုံကလနာကိစ္စလေးတွေမှာအမွေကိစ္စလေးတွေမှာအရှုံအောင်ကိစ္စအရှုံရှင်းကိစ္စလေးတွေကိုလည်းဆွနာလို့ပေါ့ဒီအဲနှစ် 1389ရောက်မှသာစတင်ပြီးတော့အကောင့်တွေပေါ်ရအသာပြီးကောင်းမွန်တော့လာဖြစ်ပါတယ်လူငယ်တွေရှိရင်မှဆိုရင်တော့တမိစားရေးမှဆိုရင်တော့အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်ပြန်လဲစုံစည်းရတတ်တယ်ချစ်သူမရှိသူတွေရည်စားမရှိသူတွေအဲချစ်သူလဲရအိမ်အောင်လဲကြဖြစ်တတ်တယ်တို့ရတွင်အိမ်အောင်ကြရတဲ့တမိစားရေးမှတိုင်းမင်းမင်းမှာတုံးနေတူတယောက်နဲ့တယောက်ပြဿနာတိုက်ခိုက်ကြီးတွေပေါ်လာရတာမျိုးတွေ အိမ်အောင်ပြရတဲ့အတွက်အိမ်အောင်ပြရတဲ့အတွက်စိစက်ရတဲ့အတွက်ဆွမ်းနာလို့အဆရှိတဲ့အကိစ္စလေးတွေပြောဆိုရတဲ့အတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးအကြံ့အကြာအထင်ကိုလေးတွေကြုံရတာမျိုးလေးကြုံရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ဒီလတာတော့ဒီမှာဆိုလို့ရှိရင်အိမ်အောင်ပြရန်ကိစ္စတိုင်းမြန်ကိစ္စလေးတွေမှာတော့တတိထားဆင်ကျင်ရန်လိုအပ်တော့လာဖြစ်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲဆွမ်းနာလို့ပေါ့ဘာကိုလှုပ်လို့ဆွမ်းနာလို့ပေါ့ဂျိုတင်တိုင်းမြန်ထားတာမျိုးမလုပ်ဖဲနဲ့အဲပြောဆိုမှာ ပို့ပြီးတော့တတိထားဆွနာလို့ပေါ့ကျူတင်ပြင်ဆင်ပြောဆိုတဲ့လုပ်ငန်းလေးဒီမှာဆိုရင်တော့ကျူတင်မပြင်ဆင်တဲ့အိမ်အောင်ရေးကိစ္စအရှိရေးကိစ္စဒီလိုကိစ္စလေးဒီမှာဆိုလို့ရှိရင်တော့ကျူတင်ပြင်ဆင်ထားမှုဟာအကံကိုညံ့ပြီးတော့ဟိုဟာဖြစ်တတ်တယ်မထင်မှတ်ဘဲနဲ့မှစိတ်ထဲမှာထင်ရကိစ္စလေးတွေကိုလှုပ်ဆောင်မှတာအာတာမဲ့ကောင်းမှုမဲ့တူတက်မဲ့ကာလဖြစ်တယ်အလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ဆွနာလို့ပေါ့ဟို အတိုက်ခတ်ရပြိုင်ဆိုင်လေးတွေပေါ်လာတတ်တယ်လုပ်ငန်းသူကလုပ်သူတွေနဲ့ပတ်သက်ပြီးတော့ရန်ဖြစ်စကားများတာမျိုးလေးတွေနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခတ်လေးတွေမကောင်းတဲ့အတက်ပညာအတိုက်ခတ်လေးတွေပြူစားတိုက်ခတ်တာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ကြင်ရလိုအပ်ကြောင်ထပ်လောင်းပြောကြလိုက်ပြရစီ OA champion စောက်တာမျိုးတွေအားနေပါတယ်ရောင်းနာဝယ်တာစောက်တာမျိုးတွေနဲ့ပတ်တိုင်းတတိထားစင်ကြီးကလိုအကြောင်ထပ်လောင်းပြောကြလိုက်ပြရစီဂျမ်းမာရင်နဲ့ပတ်သက်လာရင်တော့အသက်ရှူကြတာမျိုးနှလုံးနဲ့ပတ်သက်ပြီးမဝတာမျိုးတွေဂျုံဝတ်တက်တော့ကာလာဖြစ်တယ် ဒီလာတာတော့ဒီမှာဆိုရင်တော့စနေသားသမီးမိတ်ဆွေများအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့နည်းနည်းလေးညံ့ပါတယ်တူနဲ့တူတယောက်နဲ့တယောက်နည်းနည်းရှင်းဆိုင်ကိုပြဿနာထပ်တတ်တာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့အဲဆနာလို့ပေါ့ စကားမြပဋိပက္ခဖြစ်ရတာမျိုးလေးတွေအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့ခါအဲစနေဒီဟာကိုကဖြစ်စင်တာဒါဖြစ်နေတာဒါဆိုတာမျိုးလေးတွေနည်းနည်းလေးဟိုကြုံရတတ်တယ်လက်ရှိမှာစနေဒီဟာနှစ်အကုန်ပိုင်းလည်းဖြစ်တဲ့အတွက်ခမဲလို့တတ်တယ်ခမဲလို့ရဲဆိုတာစိတ်တွေမကြည်မလင်ဖြစ်ရတာမျိုးအလိုလိုနေဒေါသတွေထွက်ရတာမျိုးစိတ်တွေကစင်ကလေးဖြစ်တတ်တဲ့အတွက်ကြောင့်မို့လို့ဗဇက်ကနေဖရတရားမြမြပို့လုတ်ပေးဖို့လိုအပ်ကြောင်းနဲ့အာနမိတ်ဆောင်သောစကားတွေကိုမပြောဆိုဖို့လိုအပ်ကြောင်းထားလောင်းပြောကြလိုက်ပြစီခင်ဗျဒါအပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်ငွေကြီးကိစ္စတွေချိလို့ဆောင်ရပြော ိုတာကောင်းပါတယ်ခီးသွားကိစ္စလေးတွေကောင်းပါတယ်ထို့အပြင်အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာခီးသွားကိစ္စတွေအသွေးသားဆိုင်ရာကိစ္စတွေအလှပကြီးရာကိစ္စလေးတွေမှာအဲဆရာနီနီလောက်တော့ရှင်းပါဘောနော်ပြင်လို့ရှိရင်အမှုပညာဆိုင်ရာလုပ်ငန်းတွေပကြီးပဘူးပြည်ပြည်ဒါစံကြံတရုပ်ဆောင်အစုအကအရေးတီသူခုမဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းတယ်အများဖို့ဥဆောင်သောလုပ်ငန်းတွေအကျိုးပေးတဲ့ distribution နဲ့ marketing နဲ့ဟာလာနီအန်ဝမ်နဲ့စေးတွေဟာဆရာဟာလာ ုံဖုတ်တုတ်လိုက်လို့ရတယ်ဆရာလည်းအဲ့လိုကြွမ်းပါတယ်เนาะ SCCI တို့အဲဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဆက်နာလို့ပေါ့အဖွဲ့အစည်းအသင်းဖွဲ့တင်းမောနဲ့လုပ်တဲ့လုပ်ငန်းလေးတွေမှာအကျိုးပေးအောင်မြင်ပြီးတော့တိုးတက်နိုင်သောကာလအများရဲ့လုပ်ငန်းကိုဥဆောင်နိုင်သောကာလဥဆောင်ရန်အတွက်အကျိုးပြုသောကာလဖြစ်တယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်တယ်ရွှေဝင်တတ်တယ်ယင်ဝင်တတ်တယ်ငွေဝင်တတ်တယ်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုလူလည်းဝင်တတ်ပါတယ်ခင်ဗျဟောကိုဝင်ဆောင်ထားတယ်ရတယ်ခင်ဗျ လူလဲဝင်တတ်ပါတယ်တကယ်လို့မှမိတ်ဆွေအနေနဲ့အဲထို့အပြင်မိတ်ဆွေတို့အနေနဲ့စနေသားသမီးမိတ်ဆွေတွေကဒီလတာအတော်တွေမှာဆိုရင်တော့အော်ငလင်းလောက်တော့ဟုတ်ပါဘူးဟုတ်ပါဘူးဆရာတော်နဲ့ဆရာစိတ်တွေမှာထွန်မာဝင်တယ်ဆိုတော့ကောင်းပြီဒီလတာအတော်တွေမှာစနေသားသမီးမိတ်ဆွေတွေအနေနဲ့ဘာကိုဖြစ်ဖြစ် အဲရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေမှာလည်းအကျိုးပေးတယ်အားသာစေတယ်ရှင်မျိုးသားချင်းမိတ်ဆွေတွေရဲ့အကူအညီထောက်ကူပြီးအကြံဉာဏ်တွေကိုများစွာရရှိတတ်သောကာလဖြစ်တဲ့ထို့တူအဲစီးပွားလုပ်ငန်းတွေစက်တူလုပ်ငန်းတွေအမိနာမခံလို့ရတဲ့အလုပ်လေးတွေမှာဆိုလို့ရှိရင်တော့တကူးကြော်မှစတင်မှုနဲ့အရာရာကိုခြုံငုံပြောရရင်တော့တကူးကြော်မှပဲစတင်ပြီးတော့လုပ်ရင်ပုံမှုပြီးတော့တိုးတက်နိုင်ကြောင်းနဲ့ဖြစ်နိုင်ရင်တီးခံထားကြောင်းလူအကြောင်းဆရာကထက်လောက် အကြံပေးပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့နေနဲ့ဒီလတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းအဲငွေဝင်တက်တယ်အဲငွေကြီးလုံးငနေရင်းငနေဝင်လာတာမျိုးတွေလက်လွန်ထားသောငွေကြီးတွေကိုတောင်းတာမျိုးလေးတွေမှာဥဆောင်ပြီးတော့ရဲဝင်တောင်းဆိုပါကောက်ပါတယ်ဝေးကွာနေတော့တမီးစားတွေအရှိရေးမှာပြန်လဲစုံစည်းရတာမျိုးအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတာမျိုးပျောက်တော့သူချာနေတွေ့မဲ့ကာလဖြစ်ပါတယ်ခင်ဗျာထို့ပြင်မိတ်ဆွေအဲစနေသားသမီးမိတ်ဆွေတွေကဒီလတာအတော်အတွင်းမှာဆိုရင်တော့ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုလုပ်တဲ့အခါမှာတဦးတည်းတယောက်တည်းလှုပ်ဆောင်တာအားတာပါတယ်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်လို့ရှိရင်တော့တတိတာပါသူများကြွေးတာတွေမစားပါနဲ့စုံတိုက်တာမျိုးနတ်တိုက်တာမျိုးဓာတ်တွေမျိုးအတိုက်ခိုက်လေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့နေဒီလာတာတော့ဒီမှာတတိတာစင်နေရလူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ဒါပြင်စနေသားသမီးမိတ်ဆွေတွေကဒီတလတာတော်တွေမှာဆိုရင်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါတင်းလာသားသမီးကြာစာပရိသတ်သမီးတွေနဲ့တွေ့ဖက်လို့ရင်ကံရဲ့တူးတက်မှုကိုရရှိနိုင်ပါတယ်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်တို့အသားရောင်တို့ဝတ်သွားရင်မိုးပြရောင်တို့ဝတ်သွားရင်ကံကိုတူးတက်ကောင်းမှုပြီးတော့အစင်ပြေနိုင်ပါတယ်ခင်ဗျာဒါအပြင်အရေးကြီးသောကိစ္စတွေကိုလှုပ်တဲ့အခါမှာအရှိစုစုရဟာကံကောင်းစီပြီးတော့အဲ ဆန္ဒလိုပေါ့မြောက်အရက်ဟာစန်းတရာအရက်ဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အဲမိမိတို့ရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာဆိုလို့ရှိရင်တော့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စအိုးအိမ်ချမ်းမီယာထိုင်ရဲ့အတွင်းရေးကိစ္စလေးတွေမှာဆိုရင်တော့အဲဖြစ်နိုင်လို့ရှိရင်တဦးနဲ့တူတယောက်နဲ့တယောက်ဒေါသဒေါသကိုရှည်တန်းတင်ပြီးဆုံးဖြတ်တာမျိုးလေးတွေကကံရဲ့အာနိုင်မှုကိုရရှိတတ်တယ်လို့ဒီလတာတော့ဒီမှာစနေတွေကသဘင်ညက်တာမျိုး ကျမ်းမာရေးမကောင်းသူညာရေးညံ့နေခေါ်တာမျိုးတွေမကောင်းပါဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့အကျိုးပြုစေသောကဏ္ဍအခရာတွေနဲ့နှစ်ကဏ္ဍခုနှစ်ကဏ္ဍတစ်ကဏ္ဍဟာအကျိုးပေးပါတယ်ဒီလတ်တာတော့ဒီမှာဆိုစနေသားသမီးတွေအနေနဲ့အဲအရာရာကိုလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံ ဟိုဆက်နာလို့ပေါ့မိတ်ဆွေတို့ရဲ့ကန်ဆာတာကောင်းမွန်စေဖို့အတွက်ဆိုလို့ရှိရင်အဆက်ဆက်ရအစီအစဉ်ရအရေးကြီးသောကိစ္စတွေမဖြစ်မနေလောက်ဆောင်ရတဲ့ကိစ္စတွေပြုမှုဆောင်ရတဲ့အခါမိမိအနေနဲ့လက်ခုပ်လက်ဝါး၅ချက်တိတိတီးပြီးတော့လူရဟုပ်ပြုမှုဆောင်ရရင် အောင်မြင်ချင်းတုတ်တက်ရှင်တွေရရှိတတ်ပါတယ်ခင်ဗျာဒါအပြင်မိမိတို့အထင်နဲ့အမြင်နဲ့ကိုလော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 ဆုံးဖြတ်တာမျိုးတွေအလင်းစလို့ဆုံးဖြတ်တာမျိုးတွေမကောင်းဘူးစနေတွေကလှုပ်ရှင်လာရင်ဖြစ်ရှင်လာရင်တစထိုးလှုပ်တတ်တဲ့အကျင့်ဖင်ပိတ်ညင်းတတ်တဲ့အကျင့်ဖြစ်တဲ့အတွက်ကြီးတဲ့အတွက်စနေသားသမီးမိတ်ဆွေတွေကဒစထိုးလောက်တာမြန်မာနေဆိုတင်ပြီးတော့ဟိုလောလော ို့လို့ဆုံးဖြတ်တာမျိုးဆုံးဖြတ်ချက်တွေခက်မြန်မြန်ရှာတာမျိုးတွေဟာသတိကြားစင်ကြင်ရလိုအပ်ကြောင်းနဲ့ဒါလေးတွေကိုထပ်လောင်းစင်ကြင်သတိပြုရန်လိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြစီအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်စနေတန်းမိတ်ဆွေတွေဟာဒီလတာတော့တွင်မှာအဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့ဗာဒီကြံတိအောင်ဆရာခေါင်းစဉ်တွေတော့ပတ်တယ် ဆိုတော့အဆက်ဆက်ရရအစီအပြီးအောင်မြင်တိုးတက်စီရန်အတွက်မိတ်ဆွေတို့ရဲ့လူရာမှုပြုမှုဆောင်ရွက်တိုင်းမှာမိတ်ဆွေတို့ရဲ့ကန်ဆာတာတိုးတက်ပြီးတော့ကောင်းမွန်စီရန်အတွက်ဆိုလို့ရှိရင်မိ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 အိမ်ကနေမထွက်မီလက်ခုပ်လက်ဝါး၅ချက်တီးတီးတီးသွားပါအောင်မြင်ချက်တိုးတက်ခြင်းတွေရရှိပါလိမ့်မယ်ခင်ဗျာတတိထားစင်ကြင်ရမယ်နေသားကတော့စနေစနေချင်းတွဲလောက်တာမျိုးလေးတွေကကံရဲ့အညံကိုပေါ်ပြတက်တဲ့အတွက်တတိထားစင်ကြင်ပါထို့အပြင်အနက်ရောင်တွေအနီရောင်တွေကိုအတက်နိုင်ဆုံးစင်ကြင်ပေးဖို့အရောင်ရင်းရင်ကလေးတွေကိုစင်ကြင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာထို့အပြင်ဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လက်ဆောင်ပေးတာမျိုးလေးတွေကံညှန့်စီပါတယ် ဲ့ဓာတ်ပုံနဲ့ပတ်သက်တာလိုမျိုးလေးတွေအဲဓာတ်ဘူးတို့ဖက်နှက်တို့ဝယ်တာမျိုးလေးတွေကကံကိုညှန့်စေတဲ့အပြင်ကိုယ်ခံကိုသူများမကင်စေနဲ့ကံရဲ့ထင်ကုန်မှုကြံ့ကြာမှုဟန်တာမှုလေးတွေကိုရရှိတတ်ကြောင်ထပ်လောင်းပြောကြားလိုက်ပါစေ။ဘာသာရေးကိစ္စအလူတန်းကိစ္စလေးဒီမှာဖြစ်နိုင်မဝေဖန်ဖို့လိုအပ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာ။နောက်ထပ်အပြင်မိမိတို့အနေနဲ့ဘာသာတရားဖို့မှုလုပ်ပြီးပါအဋ္ဌံဝင်ခြင်းတပတ်ဆိုရင်တော့မဟာသမယအတုပ်ကိုအဋ္ဌံဝင်ပါခင်ဗျာ။အဋ္ဌံ ၅ရက်ပဲဝင်မှာအများကြီးမဝင်မှာ ਨੇ ကန်စတာတွေညံ့နေတာတွေတိုးတက်လာပါလိမ့်မယ်ခင်ဗျာမိတ်ဆွေတွေရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်မိတ်ဆွေတွေရဲ့ကုန်ပစ္စည်းတွေကိုအဲဆွမ်းနာလို့ပေါ့မိတ်ဆွေတွေရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်စီပြီးတော့မိတ်ဆွေတွေရဲ့ကုန်ပစ္စည်း ကုန်ပစ္စည်းရောင်းတဲ့အခါမှာအယောင်းအတွက်စီကိုဆိုရင်မင်းမျိုးပန်း9ပန်း9ပွင့်ကိုကင်ပြီးတော့နော်ဟိုစွန့်ရလို့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါကမိတ်ဆွေတွေကုန်ပစ္စည်းတွေအယောင်းဝယ်တွက်ပြီးတော့ကန်စတာကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာအမှုပညာဆိုတာဆိုင်ရာလုပ်ငန်းလေးတွေထင်ပေါ်ကျော်ဆုံးမှုဆိုင်ရာလုပ်ငန်းလေးတွေမှာရှေ့တူဆောင်ရွက်လှုပ်ဆောင်မှလို့ပြောရင်းနဲ့ကဲစနေရီယာရှုံငုံပြီးတော့တုံးတက်အကြံပေးဟောရရင်တော့1389ရောင်မှာ ဇဘူဒီပါလက်ရတောင်ကျွန်းနဲ့ဩဘာနမိတ်ထွန်ပါလိမ့်မယ်ဗျ။ဒါကြောင့်ကောင်းသောစကားကောင်းသောစကားတွေကိုစုပြီးတော့စနေတွေဟာကောင်းတဲ့ကံစားတာလေးကိုစောင့်ပါဆိုတဲ့အကြောင်းပြောရင်းနဲ့1389အတွက်ဇာငယ်ရဲ့တစ်နှစ်တာလေးကိုလည်းစောင့်ကြည့်ပြီးပါဦးဆရာကပြောရင်းနဲ့စနေတွေအားလုံးဘေးဘရာတွေငွေးပါကြပါစေ။